ခုလောလောဆယ်အနေထားရဆိုရင်ဥုံဆောင်ကပြည်စုံနေတဲ့လူတယောက်ဆိုပြီးအများယူဆကြတယ်အကျွန်တော်ပြည်စုံတာနဲ့ကျွန်တော်မတရားလုပ်တာခံရမယ်ဆိုတာသိပဲမရှိတော့ there is no logical connection ကျွန်တော်အခုမတရားလုပ်တာခံနေရတယ်ခံနေရတာရိုးရိုးလူကခံနေရတာမဟုတ်ဘူးဒီနိုင်ငံကိုဥဆောင်နေအဲ့ဒါဒီမိုကရေစီနဲ့ human rights အတွေ့လှုပ်ပေးတယ်ဆိုပြီးတော့ဟိုမဲရအောင်လှုပ်ပေးပြီးတော့အခုသူ့ကိုယ်နဲ့ကတော့အဆင်ပြေအောင်မလုပ်နိုင်ဘူး တစ်ဖက်ကပေါ့နော်တချို့လူတွေရဲ့အမြင်မှာကြတော့သူတို့ဖြစ်စေခြင်းတဲ့ဆန္ဒကိုပြောကြတာရှိတာပေါ့နော်ဒါကတော့ပြောပိုင်ခွင့်ရှိတယ်ဒီမိုကရေစီမှာဟုတ်ကဲ့သူတို့ပြောကြတာတွေကဟာမှာဆိုရင်ဒီနေရာက1988နောက်ပိုင်းပေါ့နော်89 90နောက်ပိုင်းဒေါန်ဆန်းစုကြည်လေးကျေရွတ်ချခဲ့တယ်အဲ့မှာလည်းတခြားလုံးနေခဲ့ရတယ်ပြီးတော့အဲ့ထဲကိုလည်းကဘာရဲ့အထင်ကြီးကအာလူပုဂ္ဂိုလ်တချို့ရောက်ခဲ့တယ်ပေါ့နော်ရောက်ခဲ့တဲ့အထိမ်းအမှတ်တွေရှိတယ်ပြီးတော့အဲ့မှာပဲ ဒီ2012နောက်ပိုင်း2015နောက်ပိုင်းအဲဒီမိုကရေစီပြည်ပြင်ပြောင်းလဲမှုပေါ့အဲဖြစ်ထွန်းခဲ့တယ်ဆိုတော့အထိမ်းမတ်အနေနဲ့ဒီလိုမျိုးရှိခဲ့တဲ့နေရာတခုကိုအာဟိုဒီလိုမျိုးနောက်ဆုံးမှထုခွဲပြီးတော့ပေါ့နော်ဒီလိုမျိုးရောင်းချရမယ်တခုခုဖြစ်ရမယ်ဆိုရင်ကဘာမှအဲ့လိုအွန်အင်းအမျိုးတွေအများကြီးရှိတယ်နော်ဒီအိုဘားမားရောဟီလာရီရော ဒီအိမ်တွေရဲတော့လာဘူးတော့မဟုတ်ဘူးခက်ခက်ကနအိမ်တွေအများကြီးရှိတခြားကောင်းဆောင်တွေအော်ပူတင်တော့ဟိုတရုတ်ကောင်းဆောင်တွေအများကြီးရှိတယ်အဲ့ဒါပြောလိုက်တိုင်းအဲရှိတဲ့ဟိုလက်ရှိ fundamental law တွေ change လုပ်ရမှာဒိဗ္ဗံမရှိတာဘာမှ connection မရှိတာရှောက်ပြောတယ်အဲ့ဒါတွေကလူပိတွေငတုံးတွေရှောက်စဉ်းစားတဲ့ပုံနော်ဘာမှမဆိုင်ဘူးအခုကဥပဒေရတိတိတာတာကြီးဗျောင်ကြီးမတရားလုပ်ထားတာကိုအာ ခုနလိုပေါက်ခဲ့ရဘာမှမဆိုင်နဲ့ဥပဒေထဲမှာဟာလာတရားမင်းကြီးဆင်းလာရင် constitution ရဒီအိမ်ကြီးကိုအာခါရဲဟိုဟိုခါရဲနန်းနိုင်တခုလုတ်ပြရမယ်ဟိုပိုင်ဆိုင်ခွင့်မရှိတော့တိတ်မမရှိတာရရှောက်ပြောတာအဲ့တော့ commissioner ကအဲဆုံးဖြတ်လိုက်တဲ့အဲဆုံးဖြတ်ပုံဝေခွဲပုံရောပေါ့ဆိုင်ပြန်ပြောပြပေးပါလားဗျကျွန်တော်နားလေတဲ့ဟာနဲ့ commissioner ဆိုတာနဲ့ကျွန်တော်တို့ဟိုခံလိုက်ရတဲ့ ကော်မရှင်နာလုတ်ပုံနဲ့ကတခြားစီကျွန်တော်နားလဲတာကော်မရှင်နာကျွန်တော်တို့ကဘယ်လိုလုပ်ညှိမလဲဟာအမြကြီးကိုအာစုကြည်ကကျွန်တော်တို့ဆီကနေသူကအကုန်လုံးလိုချင် ကျွန်တော်တို့ပိုင်တဲ့ဟာဝယ်ပြီးတော့ဟိုကျွန်တော်တို့အမလာနှုတ်ဝရင်ကျွန်တော်တို့မြေကြီးကိုတော့သူအမှုပဲစမရှိတဲ့အတွက် သူအိမ်မကြီးရှိတယ်အိမ်မကြီးအတွက်အမလားနှုတ်မရင်အဲ့ဒါမှဟိုညှိလို့မရဘူးဆိုရင်တော့ဟိုအိမ်အိမ်ရောခြံရောလေလံပစ်ပြီးတော့တံပိုးတယောက်တော့ခွဲမလားအဲ့လိုဒါအကြားပြန်ဒီဒါပဲဖြစ်ရမယ်ဒီပေါင်းနဲ့ဒီဟာနဲ့ဘယ်လိုလုပ်ကြုံပါလဲဟလာတခြားနှီးမှမရှိပါအဲ့ဒါမလုပ်ဘဲနဲ့ခါရဲဘယ်ကနေပြီးတော့ဟို တင်မမှုကြီးမှလည်းတခါမှမပါခဲ့တဲ့ခင်မောင်အေးကိုဆွဲထက်အမြေကြီးခွဲပေးရမယ်အဘာညာဆိုပြီးတော့နောက်အယူခံသုံးကစလုံးကလည်းဘယ်တော့မှမပါခဲ့တဲ့ခင်မောင်အေးကိုအဲ့လိုဟိုရပိုင်ခွင့်နေရှိရဆိုပြီးရောင်ရောင်နဲ့လောက်တာ process and procedure တခြား case ဟာဟာနဲ့ဒီ case နဲ့ဘာမှမမဆိုင်ဘူးမဆိုင်တာကိုဆိုင်တယ်ဆိုပြီးတော့ရှောက်ရောပြီးတော့နောက်မွေနိုင်မွေနိုင်မွေနိုင် အဲ့တော့ကျွန်တော်ကလည်းအဲ့ဒါမကျေနပ်ဘူးကော်မရှင်လာမတရားသူကြီးကိုဘာရီတင်ပြလဲဆိုအဲ့ဒါစာရွက်စာသားနေကျွန်တော်သိချင်းပါတယ်တောင်းလဲအဲ့ဒါမပေးနိုင်ဘူးတဲ့ဒါကနောက်ဆုံး final ဟိုကော်မရှင်လာမကတရားသူကြီးကိုတင်ပြတဲ့ဟာပဲပေးနိုင်တယ်ပါဇက်နဲ့ကျွန်တော်ကြားရတယ်ဒီရုံးမှာအဲ့ဒါကော်မရှင်လာမကနေသူကျွန်တော်နဲ့ဟိုညှိတဲ့ဟာ၃လေးကတော့တွေ့တဲ့ခါမှာ ဘာတွေဟိုသူဟိုကြားခဲ့လဲအဲ့ဒါတွေကိုတင်ပြရမှာအဲ့ဒါတခုမှလည်းဘလို့တင်တဲ့ပြထားမှမသိဘူးအဲ့တော့နောက်ဆုံးဒီကိစ္စနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ကော်မရှင်နာမှဘလို့အဲသူ့ရဲ့ position ကဘာလဲဆိုအဲဆုံးဖြတ်ချက်နေ့မှာ ကြာတော့ဒါခင်မောင်ကြီးကိုအဲမြေကြီးကိုခွဲပေးရမယ် တန်တဲ့မြေကြီးမှာမှာကျွန်တော်နဲ့စုကြည်ကတယောက်တော့ဝဲအိမ်မကြီးရတယ်စုကြည်အကုန်ယူမယ်ဟုတ်သူတို့တောင်းပြောမရဘူးရောဟိုဟာတွေတော့အเจ้าနေတော့ပြတာပေါ့ဒါမင်း